အားလုံးပဲပြန်ပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးပဲပါ Arsenal အသင်းကတော့ဒါအခုသူတို့အသင်းရဲ့ဒါဘယ်လိုပြောမလဲတောင်ပံကစားမအတွက် Rodrigo ကိုတော်တော်လေးစကားပြောဆိုမှုအခြေအနေကောင်းနေတဲ့အကြောင်းပြောလာတယ်ဗောလေဆိုတော့အပြောင်းအလဲနဲ့ပတ်သက်တဲ့အကြောင်းတွေမပြောခင်ပါဒါမနေ့ညကျွန်တော်က Europa League Final တော့ကြည့်တော့အခုထက်ထိဒါ Qatar Station မှာရှိသေးတာဟုတ်ပါ Qatar Station မှာအခုတော့လည်း တော်တော်လေးပြင်းမှန်းကြတာဗောလေပြေးတတ်တော်တော်များများအယုတ်ကျူးပြက်ပဲရံပြိုင်ပြီးတော့တော်တော်လေးပြင်းမှန်းကြကျွန်တော်ဆိုကြည့်ဒါတော်တော်မအိပ်ရတဲ့အချိန်မှာဒါအခုအာစနယ်ကအခုလောလောဆယ်မှာသူတို့အသင်းရဲ့အဓိကတောင်းပန်ပိုဇီရှင်ဘယ်တောင်းပန်အတွက် စပြီးတော့သူတို့တောက်လျှောက်ကြည့်တဲ့ချိန်မှာရေမတွေ့ရဲ့တောင်ပန်ကားမှာဂူဒီကိုကိုဒီအပိုင်းမှာတွင် secret စကားပြောဆိုမှုတွေအများကြီးထုတ်ခဲ့တယ် football insider မှာရော marker မှာရော telegraph မှာရော athletic fc မှာပါဟိုတနေ့ကပေါ်ပြတယ်ဒါ mikel arteta တို့ဘက်ကဂူဒီကိုကိုရေမတွေ့အသင်းကဒါ ကစားမကတန်90လောက်နဲ့တို့ထွက်ခွာခွင့်ပြုတယ်ဒီအပိုင်းမှာချက်စီကအသေးတန်လိုက်နေတယ်ချက်စီကရန်လိုချင်တယ်ဒါပေမဲ့တကယ်တမ်းအာစနယ်ကစပြီးစကားပြောထားတယ်စကားပြောဆိုမှုနဲ့ချင်းကတ်ထားတာသူတို့အသိဖြစ်ပြီးတော့ရိုဒရီကို seriously စဉ်းစားထားတဲ့အသိဖြစ်တယ်လို့ပေါ်ပြထားတယ်ဆိုတော့ဒီနေရာမှာ ကိုကိုလိုချင်တဲ့အသိတွေရှိတဲ့အချိန်မှာသူ့ရဲ့ opportunity ပေါ့လေအာဆင်ကအခုလောလောဆယ်ပေါ်ပြတဲ့ report ရဆိုရင်ဒါ Gabriel Martinelli ကိုထုတ်မဲ့သဘောမျိုးဖြစ်တယ် Gabriel Martinelli ကအသက်24နှစ်ရှိပြီဒီကစား23 24ရှိပြီဒီကစားမကိုအာဆင်ကရောင်းပြီးတော့ရတဲ့ fan တွေပေါ့လေဒါ report ရအခုလောလောဆယ်မှာ Nico Williams ကသတင်းတက်ပြီမဲ့အခုလောလောဆယ်မှာ Rafael Leao ကလည်းအာဆင်ရဲ့ reader ထဲမှာပါလာတယ် AC Milan ရဲ့ Rafael Leao ကို ဒါခုံမဲ့အကြောင်းဒါပေမဲ့ခတ်တော့ခတ်တယ်လီလာမကယူကြီးစာချုပ်195တန်းတိရှိတယ်ဒါပေမဲ့ကလပ်ဘက်က Rafael Leo တဲ့စာရင်တိုက်စစ်မှာဆွဲဆုပ်ရတဲ့ဟူထရီကိုကိုကိုသဘောကျတယ်နံပါတ်1က Martinelli ကိုသူတို့ရောင်းမယ်ရောင်းပြီးသွားရင်ရောင်းရတဲ့ပတ်စံနဲ့သူတို့ fan ရပြီးတော့လည်းဒါ Martinelli နေရာမှာဒါ Rodrigo ကိုလိုချင်တယ် Rodrigo ရဲ့ဒါ market value ကတန်းတရာရှိတယ်ဒီနေရာမှာ Real Madrid ရဲ့နီးပြ Javi Alonso က finisher နဲ့ Mbappe ကိုအထောင် ပုံစံသဘောကျတဲ့အတွက် supporting role မှာ Rudy ကိုပဲထားမယ်ဆိုရင်အချက်ကသူ့အတွက်နည်းနည်းလေးတော့စိတ်ပျက်စရာဖြစ်တယ်။အားကြောင့်မို့ Arsenal ကလည်းဒါကိုအခွင့်အရေး Chelsea လိုက်တာမှန်နေဒါပေမဲ့ Chelsea မှာ winger စီများတဲ့အချက်နောက် Rudy ကတော့၃နေရာလုံးကစားနိုင်တဲ့အချက်ကြောင့် Arsenal ကဒါကိုအခွင့်အရေးယူဖို့ကြိုးပမ်းတယ်။ဒီအပိုင်းမှာပဲ Mikel Arteta တို့ကအခု Victor Gyokeres နဲ့ပတ်သက်လို့ပေါ့လေတကယ်တော့ Gyokeres ကဒီ ချန်ပီယံလိဝင်ခွင့်ရမယ်အသင်းကိုပြောင်းနေချိန်မှာမန်ချက်စတာယူနိုက်တက်ကိုတော်တော်လေးပြောင်းချင်တယ်နီးပြပါမွန်ကလည်းခေါ်ဖို့လှုပ်ထားပြီးသားဒါပေမဲ့မနီယူရိုပါလိဖိုင်နယ်မှာမန်ချက်စတာယူနိုက်တက်ကထော်တနာကိုရှုံးလိုက်တဲ့အတွက်ကြောင့်သူတို့ဝင်ခွင့်မရတော့ဘူးဝင်ခွင့်မရတော့တဲ့အတွက်ကြောင့်ယော့ဂရက်စ်ကယူနိုက်တက်ကိုပြောင်းဖို့ခတ်သွားပြီကအလတ်စ်အိုကေကျွန်တော်ဆရာရှိမှာကစားချင်တယ်ဆရာဟောင်းကြီးမှာကစားချင်တယ်အချက်တစ်ချက်ကပဲဖြစ်နိုင်တယ်ဒါကြောင့်အားလုံးကတော်တော်လေးစဉ်းစားတာဖြစ်တယ်ကုလလောဆယ်မှာတော့ယော့ဂရက်စ်ကလည်းအာဆင်ကတောက်လျှောက်ကိုလိုက်နေတယ် Victor Jokeres ရဲ့အခြေအနေက Arsenal က90ပတ်ဝန်းကျင်လောက်နဲ့ဖြစ်နိုင်ပြီးတော့ Rodrigo ကတန်း60ဆိုတော့ club ဘက်ကအခုဒီအပြောင်းရွှေ့ဈေးကွက်ကိုခက်ဆဆော့ဆာကျင်နေသူတို့အထူးသဖြင့်ဂျွန်လာထဲမှာပဲပြီးတက်ပြီးတော့ pre-season tour တွေမသွားတဲ့အချိန်မှာဖျက်ချင်တယ်ဆိုတော့ Arsenal ပြည်သက်တူ Rodrigo ကိုလို့နေနေ Nico Williams ကတော့အခုအတန်မကြားတော့ဘူး Nico Williams ဒါပေမဲ့ तू ကအရန်မှန်ခတ်တယ် အခု Real Madrid ကသူ့ကိုအရန်လိုချင်တဲ့ပါညာနဲ့တကယ်လို့သူ့ကိုလိုချင်တဲ့ဆိုတော့ routine ကို Arsenal ကိုရနိုင်တယ်ဒါပေမဲ့ခက်တာကသူတို့ finisher နဲ့ position တူတူပဲဆိုတော့ club ဘက်ကတော့ဘာဒီဆက်လုပ်မလဲကျွန်တော်ဆက်ပြီးစောင့်ကြည့်မယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ Arsenal အသင်းက routine ကိုဟာနံပါတ်1 target ဖြစ်အဲ့ဘဲတောင်းမယ်ကိုအားဖြည့်မှာဖြစ်တယ် Martinelli ကိုတော့ရောင်းဖို့ညာပြီးတော့ဒါ tight shit ကတော့ Jokeres ကအဓိက main position မှာသူစကားပြောဆိုနေပြီးတော့ဒါဖြည့်တင်းမှုတွေပြုလုပ်တော့မှာဖြစ်တယ်ဆိုပြီးတော့ပေါ်ပြထားတာဖြစ်ပါတယ် Alô, Dito de Maré.